မန္တလေးတိုင်းဒေသကြီးမှာကိုပိုင်ထက်တန်းကျောင်းတစ်ခုကကင်းထောက်တင်တန်းဖွင့်လှစ်ပါတယ်။ကိုမောင်ကတင်ဆက်ထားပါခင်ဗျာ။မန္တလေးတိုင်းကင်းတောက်တင်တန်းကိုမဟာအောင်မြေမြို့နယ်မှာရှိတဲ့စံဟင်းပညာရေးကိုပိုင်ထက်တန်းကျောင်းကကျောင်းသူကျောင်းသားတရာကျော်နဲ့အော်တိုဘာလ9ရက်နေ့မှာဖွင့်လှစ်လိုက်ပါတယ်။ ကင်းနောက်တင်တန်းကိုတော့အာထက16ကျောင်းကဆရာဆရာမတွေကအော်တိုဘာလ9ရက်နေ့ကနေ12ရက်နေ့ထိပို့ချသွားမှာပါ။နှစ်ပေါင်း60ရက်ကာလမှာပြန်ပြင်းတော့ပဲမှာမန္တလေးမြို့အာထက16ကနေပြီးမှစတင်ပြင်းတော့ပဲပြန်လည်လှူချလာတယ်။အဲ့ဒီစတင်လှူချခဲ့တဲ့ကင်းနောက်ဖွဲ့စည်းကိုဆရာကြီးတို့ဒီကိုပိုင်အထက်တန်းကျောင်းဒီနဲ့ပတ်သက်ပြီးတော့ဟုတ်လားကျောင်းအနေနဲ့အခြေခံကျောင်းအနေနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ခြင်းနဲ့စမ်းသပ်ရှိလို့ဒီ ဆိုင်းကိုပိုင်ပညာထက်တန်းကျောင်းမှာကျင်းတော့ဖွဲ့စည်းစတင်ဖွဲ့စည်းခဲ့ပါတယ်။မန္တလေးတိုင်းမှာဆိုလို့ရှိရင်လည်းကိုပိုင်ထက်တန်းကျောင်းတွေမှာပထမအဆုံးဖွဲ့စည်းလှုပ်ရှားခဲ့တဲ့အကြောင်းလို့လည်းပြောလို့ရပါတယ်။မြန်မာနိုင်ငံကင်းတော်ကို1902ခုနှစ်ကနေစတင်တည်ထောင်ခဲ့ပြီး1964ခုနှစ်မတ်လမှာပြည်စည်းပြောက်ွယ်သွားခဲ့တာပါ2012ခုနှစ်အော်တိုဘာလမှာမန္တလေးမြို့အထက်က16ကျောင်းကဆရာဆရာမ48ဦးနဲ့စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး2014မှာတော့ဆန်ဟင်းပညာရေးကိုပိုင်ထက်တန်းကျောင်းကကင်းတော်တင်တန်းကိုဖွင့်လှစ်နိုင်ခဲ့ပါတယ် အနာတရားရတဲ့လူတွေကိုလည်းအဲကျက်စီမှုပြည်တိုင်းကိုပေးကြအပြင်အနာတရားဖြစ်တဲ့သူတွေကိုကာကွယ်ပေးနိုင်မယ်။စနေနေ့ကလို့ပြောစိတ်ဓာတ်တွေလည်းမြင့်တင်နိုင်မယ်။အဲအင်းနောက်ဆိုတာလူတွေပြည်သူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့အခွင့်အရေးတွေအတွက်ဒီလိုခွင့်လိုက်တဲ့အတွက်လူတွေအားလုံးကိုပေါ့နော်အဲကာကွယ်ပေးနိုင် ဒီကင်းနောက်တင်တဲ့ဟာပုဂ္ဂလိကကျောင်းကနေပြီးတော့ဖွင့်လှစ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ကင်းနောက်တင်တဲ့ဖွင့်ပွဲအခမ်းအနားကိုတော့မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဌာနကဒေါက်တာဝင်းလိုင်နဲ့မြန်မာနိုင်ငံကင်းနောက်အဖွဲ့ယာယီကော်မတီတွဲဖက်တွင်ရမှုဦးအေးကျိုင်တို့တက်ရောက်ခဲ့ပါတယ်။ကျွန်တော်ကိုမောင်ပါ